ားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United အသင်းကဒါသူတို့ရဲ့ Premier League ရာသီပိတ်နောက်ဆုံးပွဲအဖြစ် Aston Villa အသင်းကို2-0ကိုရှိနေအနိုင်ရပြီးတဲ့နောက်ပိုင်းမှာချက်ချင်းဆိုသလိုပဲ အသင်းတစ်သင်းလုံးက squad တစ်ခုလုံးဟာ အာရှမှာခြေတန်းပွဲကစားဖို့အတွက်ထွက်ခွာလာပြီဖြစ်တယ်။ Man United ကအခုရာသီ အကုန်ပေါ့လေပိုစီစဉ်မှာပုံမှန်အပြင်ကပရီစီစဉ်သွားလေးရှိပေမဲ့ဒါတပိုင်းတစ်လျှောက်သူတို့ကလပ်တဲ့အတွက်ပထမဆုံးချိန်ပိုစီစဉ်ဒါခြေစားပွဲနှစ်ပွဲကစားဖို့ရှိတယ်တပွဲကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအာဆီယံအော်စတာအသင်းနဲ့28နှစ်မှာကံဖို့ရှိပြီးတော့နောက်တစ်ပွဲကတော့ဟောင်ကောင်မှာခြေစားပွဲနှစ်ပွဲဒါကသူတို့ရဲ့လက်ရှိရင်ပတ်စပွန်ဆာဖြစ်တဲ့ Snapdragon ရဲ့ဒါပါတော့တတိယကြောင့်သူတို့ကနှစ်ပွဲကံတယ်ဆိုတော့ဒီခါလေးကလည်း surprise ပဲနော်ဆက်သူတို့ ယူရိုပါလိမှာ21ရက်နေ့မှာယူရိုပါလိသွားကန်တယ်ပြီးတော့25ရက်နေ့မှာပရီးမီးယားလိ20 25မှာပရီးမီးယားလိနောက်ဆုံးပွဲကန်ပြီးတော့ချက်ချင်းအောင်မနာပဲနဲ့မလေးရှား airline နဲ့သူတို့ထွက်သွားတယ်ဆိုတော့ Manchester United အသင်းကအခုဒါ Kuala Lumpur မြို့မှာဒါမေလ28ရက်နေ့ပေါ့လေဒါ Kuala Lumpur မှာဆိုတော့မေလ28ရက်နေ့ဒါမှာဒါသူတို့မလေးရှားဒီ ASEAN All Star အသင်းနဲ့ကန်မယ်ပြီးတော့မှ Hong Kong မှာ Friday ပေါ့လေ30ရက်နေ့မှာ ဟောင်ကောင်စတေဒီယမ်မှာဟောင်ကောင်တိတ်နဲ့ United ကနှစ်ပွဲကံပဲဒါက Snap Dragon ကနေဒါ pre-season အတွက် United ကနှစ်ပွဲလှုပ်ထားတယ်ဆိုတော့ဒီနေရာမှာ Man United ကအခုလောဆယ်အနေထားရဒါသူတို့ဒီနေရာမှာသူတို့ရဲ့ class squad ပေါ့လေ Manchester United ကမလေးရှားကိုလာတဲ့ squad မှာပေးသက်တော်တော်များများကအရန်နေလူတွေပါပါမလားပေါ့လေအထူးသဖြင့် ASEAN ကပေးသက်တယ်ရောအာရှကပေးသက်တော်တော်များများက United ရဲ့ disappointed season နောက်တစ်ခုကယူရိုပါလိဖိုင်နယ်ရှုံးလိုက်တော့တဲ့ချိုးပိသက်တော်တော်များများကဒီပွဲပေါ်အာယုစတိုင်မှုရော့ချသွားခဲ့တယ်လို့ဒါတုံးတက်မှုတွေရှိနေကြတဲ့အချိန်မှာ United ကတော့တော်တော်များများ squad အပြည့်ပဲဒါအခုသူတို့ကိုသမား Andre Onana ပါတယ် Tom Heaton ပါတယ်ပြီးတော့မှ iTop အထိုက်ပါတယ်နောက်ခန်စစ်ကတော့ဒီ Harry Amas တို့နောက်တစ်ဖက်က Dalot Matthias Tilly Patrick ဒါ Doku Juni Ivan နောက်တစ်ဖက်က Adam Heaton ပြီးရင်တစ်ချိန်တည်းမှာပဲ Harry Maguire ပါဝင် Lucio တို့ပါပြီးတော့ now အသင်းကထွက်တော်မဲ့ Victor Lindelof တို့ဒါပါရောဘောဒီဘယ်လိုပြောမလဲအဲ့ဒီကစားမကြီးတော့မတွေ့တော့ဘူးလေ။ကွင်းလေက Casemiro ပါတယ် Toby Quayla ပါတယ် Bruno Fernandes ပါတယ် now Kobe Mainu ပါတယ် Mason Mount ပြီး Manuel Ugarte တို့ပါပါပြီးတော့ Taisic က Alejandro Garnacho အမတ်ဒီယာလို Rasmus Hojlund နောက် Chito ဒါ OP ပေါ့လေဆိုတော့သူတို့လူစုံနှီးပါတော့သူတို့ Man United က squad ကိုအကုန်လုံးအပြည့်ခေါ်လာတယ်ဆိုတော့ဒါလည်းသူတို့ပါတော့တတိပေါ့လေဒါဒီ ASEAN မှာကစားမဲ့ပွဲအတွက်ဒါပွဲအတွက်ရောဒါမလေးရှားမှာကစားမဲ့ပွဲအတွက်ရောတစ်ဖက်ကဒီကျွန်တော်တို့ဟောင်ကောင်မှာကစားမဲ့ပွဲအတွက်ဒီတရမှာ Alhanto Garnacho ရဲ့အနာဂတ်ဟိုတနေ့က Garnacho ရော အိုနာနာရောတယောက်စလုံးမပါဘူးခုဆို United ကအိုနာနာနေရာမှာမိုက်ဘန်ညွန်နဲ့အစားထိုးမဲ့ပါညာတတိယနေ့တောက်လျှောက်တက်နေတဲ့ AC Milan ကိုယ်သမားဒါလက်ရှိပြည်သစ်လေဝေးစီရဲ့နံပါတ်1ကိုယ်သမားနောက်ကနာချူကလည်းအတင်းကထွက်သွားနေပြီးတော့အာဂဇာဒီသူ့ရဲ့အေဂျင့်ကအတင်းသိရှာနေတယ်တချို့ report တွေမှာသူကမတွစ်ကိုပြောင်းဖို့စူးစမ်းမယ်ဆိုတဲ့သတင်းတွေတက်နေတယ်ဒီနေရာမှာ Man United ကအခု Christian Eriksen မပါတော့ဘူး Victor Lindelof တို့ကစာချုပ်တက်တန်ကုန်တာ United ကသူတို့ရဲ့ဝိုင်းရင်ကိုယ်သူမတတိယကိုယ်သူမတုံဟီတင်ကိုတူတုံဟီတန်ကို2026ဒီတနှစ်ထပ်တိုးလိုက်တယ်။ဆိုအသင်းရဲ့ squad ကြောင့်လားဘာကြောင့်တိုးလဲတော့မသိဘူး။ဒါပေမဲ့ Global Team မှာ Man United က ASEAN All Star အသင်းနဲ့ရောဟောင်ကောင်နဲ့အသင်းနဲ့ပါ Premier League ကပြပြချင်းချက်ချင်းပဲ Malaysia Airline နဲ့ထွက်ခွာလာပြီဖြစ်တယ်။ဆိုတော့ဒါ ASEAN မှာဘောလုံးပြိုင်ပွဲတွေထပ်ပြီးတော့တွေ့ရအောင်မှာဖြစ်တယ်။ Manchester United ကအခု post season မှာဒီ Malaysia နဲ့ဒီဟောင်ကောင်အတွက်သွားခဲ့တဲ့ ခီးစင်အတွက်ပေါ့လေ Man United ကဘာပတ်ဆက်ဘလောက်ပတ်ဆက်ဘလောက်ရမလဲဆိုတော့တူတဲအဖြစ်ပေါင်ရှစ်တန်းနီးပါရမယ်ပေါင်ရှစ်တန်းနီးပါရမယ်ဒါ Athletic FC မှာပေါ်ပြထားတာ Manchester United ကဒီ post season trip အတွက်နှစ်ပွဲကစားဖို့မလေးရှားနဲ့နောက်ဟောင်ကောင်အတွက်နှစ်ပွဲမှာအတူအတွက်ကရှစ်တန်းထိရမယ်ပေါ့လေသူတို့ဘလို့ကြောင့်ဘလို့ plan လဲတော့မသိဘူးဒါပေမဲ့ကုလလောဆယ်မှာတော့ဟိုစာချုပ်တက်တန်းကုံဆုံးတဲ့ကစားမကလွဲရင်ကျန်တဲ့ကစားမတွေအားလုံး ါပရီးမီးယားလိပွဲပြီးပြီးချင်းမှာဒါအာရှတိုက်ကိုချေဆမ်းပွဲကစားဖို့ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်ဒါရူဘီအမ်ရွန်ကလည်းဘလူးချင်းမှာဖြစ်သူအသင်းမှာဆက်နေမယ်လာမယ့်ရာသီမှာသူအသင်းကိုဆက်ပြီးတာဝန်ယူမယ်လို့လည်းအတည်ပြုထားတာပါအားလုံးကျေးဇူးတင်ပါတယ်